အမေရိကန်ဟာအာဖဂန်နစ္စတန်မှာ IS တွေအခိုင်အမာတက်ဆွဲထားတဲ့လှိုင်ကူနဲ့ကရုတ်ချင်းများစွာရှိတဲ့နေရာတွေကိုဧပြီလ23ရက်နေ့ညပိုင်းကလေတက်ကနေကမ္ဘာပေါ်မှာနျူကလ িয়ার ဘုံမဟုတ်တဲ့အကြီးဆုံးဘုံနဲ့တိုက်ခိုက်ခဲ့ပါတယ်။ GBU 43လို့ခေါ်တဲ့အဲ့ဒီဘုံဟာပေါင်2,604ပြီးပေါက်ကွဲနိုင်တဲ့အင်အားဟာ17တန်လောက်ပါရှိရလို့သိရပါတယ်။ဒီဘုံကိုပြီးခဲ့တဲ့2003ခုနှစ်တုန်းကစမ်းသပ်မှုပြုလုပ်ခဲ့စဉ်ကဘုံရဲ့ပေါက်ကွဲမှုကို -20 အဝေးကနေတော့မြင်ရတယ်လို့ဆိုပါတယ်။ American ဟာအခုလောလောဆယ်အထိဘုံကျ ဲပြီးနောက်ပိုင်းအခြေအနေကိုအတိအကျမကြေညာသေးပေမယ့်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ဒီစစ်စင်ရေးကိုလွန်စွာအောင်မြင်ခဲ့တယ်လို့ပြောကြားထားပါတယ်။ဒီတိုက်ခိုက်မှုရဲ့အဓိကရည်ရွယ်ချက်ကတော့ IS စစ်သွေးကြွတွေအသုံးပြုနေတဲ့ဥမင်နိုင်ငံတွေကဒုတ်ကျင်းတွေကိုဖျက်ဆီးပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကိုဖျက်ဆီးချင်တာဖြစ်တယ်လို့သိရပါတယ်။အပြူရောရဲ့အတွင်းဝင်ရှောင်းစပိုင်ဆာကတော့အမေရိကန်အနေနဲ့ဒီတိုက်ခိုက်မှုကိုအရသာတွေကိုထိခိုက်မှုမရှိအောင်တည်တည်ချာချာစီစဉ်ပြီးလှုပ်ဆောင်ခဲ့တယ်လို့ပြောပါရယ် အာဖဂန်နစ္စတန်မှာပြုလုပ်ခဲ့တဲ့စစ်ဆင်ရေးကိုဥဆောင်ခဲ့သူတဦးကတော့ IS စစ်သွေးကြွားတွေဟာလှိုင်ကောင်းတွေကရုတ်ချင်းတွေထဲမှာအခိုင်အမာနေရာယူထားပြီးခံစစ်ပြုလုပ်ထားတဲ့အတွက်အခုလိုအင်အားကြီးလက်နက်သုံးပြီးတိုက်ခိုက်မှုဟာမှန်ကန်ပါတယ်လို့ပြောကြားခဲ့ပါတယ်။